မြန်မာ National League ကကလပ်အသင်းတော်တော်များများကကစားသမားတွေကိုကလပ်တို့စာချုပ်တွေနဲ့ပဲခေါ်ယူနေတဲ့အချိန်မှာရန်ကုန်ရိုက်ရဲအသင်းအနေနဲ့ပြည်တွင်းလူငယ်ကစားသမားတွေကိုယုံကြည်ချက်ရှိရှိနဲ့၃နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တာပါ။သဘောကတော့မင်းတို့ငါတို့အသင်းမှာကစား၃နှစ်လုံးခြေစွမ်းကောက်ကောက်မကောက်ကောက် လစာပေးထားမယ်ဆိုတဲ့သဘောပါပဲ။ပရီးမီးယားလိကမန်ချက်စတာမြို့မှာမန်ချက်စတာယူနိုက်တက်နဲ့မန်ချက်စတာစီးတီးနှစ်သင်းရှိသလိုမျိုးမြန်မာနေရှင်နယ်လိကရန်ကုန်မြို့မှာလည်းရန်ကုန်ယူနိုက်တက်နဲ့ရန်ကုန် City FC ဆိုပြီးတော့အသာပြီးပြိုင်ဘက်အသင်းနှစ်သင်းရှိလာတော့မှဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။66ခေါက်ကဘာလာတီးရအစင်ချစ်စင်ဘွယ်ကိုဒီမှာတော့တင်းကောင်းဆောင်မောင်မောင်ပဲစီးတာရစီးတာမောင်ဟိုထိုင်ရကန့်သွင်းပြီးတော့ဒီအာသာချက်တစ်ခုရှိတာတော့ကြေကြပါပါ။ ပြိုင်ပန်းရန်ကုန်ယူနိုက်တက်ပရိသတ်တွေကတော့ပွဲပြီးမှရန်ကုန်ရိုင်းရန်အသင်းရဲ့ကိုသမားကန်ကူရီယာလီပိုးကိုဘိုင်းဝန်းချီကျူးခဲ့ကြပါတယ်။ဒီကြမ်းမဲလက်ခံတော့ပြီးအေးရောကြားတယ်။ရန်ကုန်ရိုင်းရန်အသင်းရဲ့ကိုသမားကန်ကူရီယာလီပိုးကာဝင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အေးရောထဲမှာပဲရလာပြီးလက်ခံပြီး ိတ်မကြပါဘူးနောက်ရကြတော့ရန်ကုန်ရိုင်းရဲ့အတင်းကလီပိုးကိုတရားသည့်စာချုပ်ချုပ်ဆိုလိုက်ပါတယ်ကန်ကူရီယာလီပိုးကိုရန်ကုန်ရိုင်းရဲ့အတင်းအနေနဲ့ MNL League Cup အတွက်ပဲရည်ရွယ်ပြီးတော့ခေါ်ယူခဲ့တာဖြစ်ပါတယ် လူငယ်တွေအများစုနဲ့ဖွဲ့စည်းထားတဲ့ရန်ကုန်ရိုင်းရဲ့အသင်းမှာအသက်30အရွယ်ကစားသမားတစ်ယောက်ကိုကာလာရှီစာချုပ်ချုပ်ဆိုဖို့ဆိုတာကတော်တော်လေးကိုခဲယဉ်လှပါတယ်။ဒါပေမဲ့လည်းလီပိုကရန်ကုန်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာပြိုင်ဘက်ပရိသတ်တွေမျက်စိကျရလောက်တဲ့အထိလက်စွမ်းပြခဲ့တာပါ။ဘယ်ကစားသမားကိုမဆိုပရိသတ်တွေကကြီးကြတောင်းဆိုလို့ရှိရင်ဝယ်ယူပေးနိုင်တဲ့ အကိုကြီးရန်ကုန် United အသင်းရဲ့ရန်ကိုကြောက်တဲ့အတွက်ကြောင့်မလို့ရန်ကုန် Riot ရဲ့အသင်းအနေနဲ့လီပိုးကိုမြန်မြန်ဆန်ဆန်ပဲတရားစီစာချုပ်ချုပ်ဆိုလိုက်ဟန်တူပါတယ်ကန်ဂူရီယာလီပိုးဒီကစားသမားကကင်မရိုးနိုင်ငံသားတယောက်ဖြစ်ပြီးတော့ Manchester United ကိုတမအိုနာနာနဲ့တမျိုးတည်းသားတယ်လို့ဆိုပါတယ်စုစုပေါင်းအသင်း16သင်းရှိတဲ့ကင်မရိုးပရီးမီးယားလီဂ်ရဲ့ အသိန်း9သိန်းလောက်မှာကျင်လည်ခဲ့သူပါ2021ခုနှစ်ရောက်မှာတော့ Zambia Super League လာ Forest Ranger အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်2023ခုနှစ်မှာတော့ Zambia Super League လာနောက်ထပ်သတင်းဖြစ်တဲ့ Intani FC မှာကစားခဲ့ပြီးတော့2025ခုနှစ်ရောက်မှာတော့ National League Club Yangon Raya အသင်းကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ Yangon Raya အသင်းအနေနဲ့ MNL League 2ဝင်ခွင့်ပြိုင်ပွဲမှာဘိုးဆွဲပြီးနောက် ပြည်တွင်းကစားသမား2ဦးနဲ့ပြည်ပကစားသမား3ဦးအထိကို MNL League Cup ပြိုင်ပွဲမစတင်ခင်မှာခေါ်ယူခဲ့တာပါ။ရန်ကုန် United U20 တိုက်စင်မှု U20 League ရဲ့ဂိုးသွင်းပရင်ဆိုင်းစရာကျော်ကိုခေါ်ယူခဲ့တဲ့လိုမျိုးတစ္ဆာအမန်တင်ရဲ့လူငယ်နောက်တန်းကစားသမားဟိန်ထက်စီသူတို့ကို MNL League Cup မစတင်ခင်မှာပဲ3နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တာပါ။ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင်ရန်ကုန် Rayet အသင်းအနေနဲ့ပြည်တွင်းကစားသမား2ဦးကို3နှစ်စာချုပ်ချုပ်ဆိုခဲ့တာကိုတွေ့ရပါတယ်။ မြန်မာ nationality ကကလတ်အတင်းတော်တော်များများကကစားသမားတွေကိုကလတ်တူစာချုပ်တွေနဲ့ပဲခေါ်ယူနေတဲ့အချိန်မှာရန်ကုန်ရိုင်ရဲအတင်းအနေနဲ့ပြည်တွင်းလူငယ်ကစားသမားတွေကိုယုံကြည်ချက်ရှိရှိနဲ့၃နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တာပါ။တဘောကတော့မင်းတို့ငါတို့အတင်းမှာကစား၃နှစ်လုံးလုံးခြေစွမ်းကောက်ကောက်မကောက်ကောက်လစာပေးထားမယ်ဆိုတဲ့တဘောပါပဲ။အစ်စ်ခေါ်ယူထားတဲ့ပြည်ပကစားသမား၃ကိုတော့ရန်ကုန် United နဲ့အုပ်စုပထမပွဲစဉ်ပြီးဆုံးချိန်ကြမှာတရားစီစာချုပ်ချုပ်ဆိုခဲ့တာပါ။ ပြည်ပကစားသမား၃ဦးကိုကြည့်မယ်ဆိုလို့ရှိရင်ဂါနာနိုင်ငံသားကချင်ယူနိုက်တက်ရဲ့တိုက်စစ်မှုဟောင်းဖြစ်တဲ့ယော်ကူစီနောက်ထပ်ဂါနာနိုင်ငံသားခံစစ်မှုတယောက်ဖြစ်တဲ့ဘူတန်နဲ့ကင်မရွန်နိုင်ငံသားကိုသမားကကူရီးယားလီဘိုတို့ကိုတရားစီစာချုပ်နဲ့ခေါ်ယူခဲ့တာပါဒီနေရာမှာလည်းရန်ကုန်ရိုင်းရဲအသင်းအနေနဲ့ဖီပကစားသမား၃ကိုရန်ကုန်ယူနိုက်တက်နဲ့ပွဲစဉ်ပြီးတဲ့အခါကျမှစာချုပ်ချုပ်ဆိုခဲ့တာကိုတွေ့ရပါတယ် အဓိကအဖြစ်ရန်ကုန်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာပွဲထွက်ပါဝင်လာတဲ့ယောကူစီနဲ့ဂိုးသမားကန်ကူရီယာလီပိုးတို့ကအဲ့ဒီပွဲစဉ်မှာ performance တော်တော်လေးကိုပြနိုင်ခဲ့တာကြောင့် MNL Cup ပြိုင်ပွဲမပြီးဆုံးခင်မှာပဲတရားသီစာချုပ်ချုပ်ဆိုခဲ့တာပါရန်ကုန်ရိုင်းရဲ့အသင်းဆိုတာကတော့အားလုံးသိပြီးသားဖြစ်တဲ့ရန်ကုန်တိုင်းဒေသကြီးကိုစားပြုဘောလုံးအသင်းအသင်းကနေပေါ်ထွက်လာတာဖြစ်ပါတယ်။ရခင်ကရန်ကုန် Region Football Association နာမည်နဲ့တိုင်းဒေသကြီးဘောလုံးပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဘောလုံးအသင်းဖြစ်ပါတယ်။အဲ့ဒီအသင်းကမှတစ်ဆင့် MNL League 2 ပြိုင်ပွဲမှာဘိုလ်ဆွဲပြီးနောက်ရန်ကုန်ရိုက်ရ် FC ဆိုပြီးတော့အမိပြောင်းလဲခဲ့ပါတယ်။တိတ်မကြခင်အချိန်မှာလည်းရန်ကုန်ရိုက်ရ် FC ဆိုတဲ့အသင်းနာမည်ကနေရန်ကုန် City FC အဖြစ်အမိပြောင်းလဲမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့်မို့ Premier League ကမန်ချက်စတာမြို့မှာ Manchester United နဲ့ Manchester City နှစ်သင်းရှိသလိုမျိုးမြန်မာ National League ကရန်ကုန်မြို့မှာလည်းရန်ကုန် United နဲ့ရန်ကုန် City FC ဆိုပြီးတော့အသာပြီးပြိုင်ပတ်အသင်းနှစ်သင်းရှိလာတော့မှဖြစ်ပါတယ်။ကျွန်တော်ကတော့လက်ရှိအချိန်မှာရန်ကုန်ရိုက်ရ်အသင်းရဲ့ fan ဖြစ်ချင်းတလို့လို့ဖြစ်နေပါတယ်။ မြန်မာဘောလုံးချေပရိသတ်တွေကရောရန်ကုန်ရိုက်ရဲ့အသင်းဘယ်အဆင့်လောက်ထိသွားနိုင်မလဲဆိုတာကိုကောမတ်မှာမှတ်ခဲ့လို့ရပါတယ်